ီမြန်မာပြည်တော်လှန်ရေးဆိုတာပါလဲခင်ဗျာဘယ်လိုမြင်ပါတယ်လဲခင်ဗျာကျွန်တော်ကလည်းတော်လိုင်းကိုကျွန်တော်တော်တော်စိတ်ဝင်စားကဘာမှလည်းအခုကဘာကြီးရတကယ်ကိုအင်မတန်ကြီးမားကျယ်ပြန့်တဲ့တော်လိုင်းကြီးနှစ်ခုဆင်နွှဲနေတာကဘာဘာတော်လိုင်းကြီးလဲဆိုတော့နံပါတ်၁ကကျွန်တော်တို့ဒီ data ပေါ့နော် data technology ပေါ့ကျွန်တော်တို့ခု AI ပါညာပြောရတယ်ဒီတကယ်နည်းပညာ ော်လိုင်းရင်းတစ်ခုဖြစ်နေတယ်နောက်တစ်ခုကကျွန်တော်တို့က bio technology ဆိုရဲနည်းပညာတော်လိုင်းရင်းတစ်ခုဖြစ်တယ်ဒီနှစ်ခုကအစိုင်းဟုံပြင်းပြင်းနဲ့သွားနေတာကျွန်တော်တို့လွန်ခဲ့တဲ့9နှစ်နဲ့အခု9နှစ်နဲ့9နှစ်လောက်အတွင်းမှာကျွန်တော်တို့တော်တော်ကြီးကိုအပြောင်းအလဲဖြစ်သွားရဲဆိုတာသိချာကျင့်မြင်နိုင်တယ်ပေါ့နော် ျွန်တော်ကကျွန်တော်ဖြစ်ချင်တဲ့တော်လိုင်းကြီးရတာမျိုးတော်လိုင်းကြီးလေးဖြစ်ချင်တာကျွန်တော်တို့အခုလက်ရှိလူပတ်ပြီးတော့မှချင်းချင်းဟိုညီကိုချင်းချင်းချနေရတဲ့တော်လိုင်းကြီးဆိုတော့ဟိုးဒုတိယကမ္ဘာစစ်တော့တော်လိုင်းကြီးဆိုတော့ကျွန်တော်ကကျွန်တော်ဒီတော်လိုင်းကြီးကိုအင်မတန်သဘောကျတယ်ကျွန်တော်တော်သဘောကျတဲ့တော်လိုင်းကြီးဆိုတာလူအပိုင်းဝိုင်းကြီးကိုဖတ်ဆင်ဖတ်ဆင်မြင်ပြလိုက်တဲ့လက်ရှိအနေထားနဲ့ပုံမကောင်းမွန်သွားတဲ့အခင်းချင်းကိုပေါ်ဆောင်တဲ့တော်လိုင်းကြီးလို့ကျွန်တော်သဘောကျတယ် အခုလက်ရှိလုံနေတဲ့ဒေါ်လာကြီးဆိုတာကျွန်တော်မြင်တာကတော့ကျွန်တော်တို့တိုင်းပြည်ကနှစ်ပေါင်း80 80အမျိုးနောက်ကျနေတာပေါ့နော်ကျွန်တော်တို့အတွေးခေါ်ဟိုးဒုမြန်တိုင်းပြည်ရဲ့အဲဒုတိယကမ္ဘာစစ်မတိုင်ခင်ကအချင်းချင်းမျိုးဥတီကိုကျွန်တော်တို့အတွေးခေါ်ရမှာမတက်လန်းနိုင်ဘူးအင်နာအင်နာလမတဲ့မွေးလျော်နေတယ်ပေါ့လူချင်းလိုက်တဲ့အများကြီးကြောင်းသွားတဲ့ဆိုလို့ရှိရင်ကောင်းသွားမယ်လို့ထင်နေတဲ့အတွေးခေါ်ကလည်းမပြောင်းသေးဘူးဆက်လာနေပတ်သက်ပြီးတော့ကျွန်တော်အများကြီးပြောတဲ့ဟာတစ်ခုရှိပါ2014တုန်းကဆရာတော်အောက်ဆိုဆရာတော်ပေါ့ နောက်ဆုံးဆရာတော်ပြောသွားတဲ့ဟာလေးဆိုကျွန်တော်တော်တော်သဘောကျတယ်။သူပြောသွားတဲ့ဟာပုံစံအဟောင်းကြီးနဲ့ဒါပေမဲ့တွန်းနင်းလွဲနေတာတဲ့။တွန်းနင်းလွဲနေတာကိုတွန်းနင်းလွဲလို့အဖြစ်မှမရတာကိုမသိပဲနဲ့မင်းတို့တာမားလို့မင်းမင်းဖဲနာတော့မယ်ပေါ့။ကျွန်တော်တို့ကတွက်နင်းကိုပြောင်းဖို့မစင်စားပဲနဲ့လူကြီးပဲလူလဲပြီးတော့မှတွက်လိုက်လို့ရှိရင်ဒီပုံစံနဲ့တွက်တာဒီတိုင်းပဲဒါပေမဲ့လူလဲပြီးတွက်အဖြစ်မှမယ်လို့ထင်ပြီးတော့မှလုပ်နေတာဆိုတော့ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်ပြီးဆန်းစစ်တင်တာပေါ့နော် ်းကိုစိတ်ဝင်စားတယ်ကျွန်တော်စိတ်ဝင်စားတဲ့တော်လိုင်းဟိတီခုနပြောတဲ့လက်ရှိအနေအထားကနေပိုမိုကောင်းမွန်သောအဆင့်တစ်ခုကိုရောက်သွားအောင် 老外的汗牛掘中华世界了，可咱们中国，我们当记者的都来研究研究。咱老外就是说，我们希望的是什么？那被亏人家嘛？都被骂。咱老是看见人家，你这伢也咱老有的，咱老国人攀比了嘛？我们咱老到同出的关系。阿拉我本不给他好，因为咱们咱老的伢里有同出的，怎么样攀比了？人家攀比了，咱们咱老对着同出的干嘛？咱老争地盘喽，争地盘嘛？谁谁有不如不如，咱老我们说的汗牛现在啊，不比更多人都中华的用具了，可能。 ဟိုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေကရောဟိုဘယ်လိုပုံစံပါတယ်ခင်ဗျဘယ်လိုမြင်ပါတယ်ခင်ဗျ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တော်လိုင်းကခုနကကျွန်တော်ပြောတဲ့ဟိုပါဘောနော်ဆရာတော်ဆရာတော်အဆောဆရာတော်ပြောသွားလို့ပဲကျွန်တော်တို့ကပုံစံအောင်ကြီးကျွန်တော်တို့အဖြေမှောင်တကားမှမထုတ်နိုင်ဘူးအဲ့ဒီအဖြေမှောင်ကကျွန်တော်တို့ကလူလဲပြီးတွတ်မယ်ဆိုလို့ရှိရင်မှန်မယ်လို့ထင်နေတာကျွန်တော်တို့ကတွတ်နည်းပြောင်းဖို့တကားမှမစင်စားဘူးကျွန်တော်တို့ကအဲ့ဒီအတွက်ကြောင့်မလို့ဒီချင်းချင်းဖြစ်နေတာပေါ့ကျွန်တော်တို့တွတ်နည်းပြောင်းရအောင်မယ်ဆိုတာကိုဖက်စီတီကလူတွေအကောင်လုံးကျွန်တော်ပြောချင်မှာကျွန်တော်တို့ပုံစံအောင်ကိုတွတ်နည်းအောင်ကြီးနဲ့တွတ်နေတာဘယ်တော့မှအဖြေမှောင်မထုတ်ဘူးဆိုတဲ့အမျိုးပဲကျွန်တော်ကျွန်တော်ရဲ့အမြင်ပေါ့နော် ဒီမြန်မာပြည်အတွက်အခြေအနေတွေအလားအလာတွေအများကြီးပိုတိုးတက်ပိုကောင်းမွန်နိုင်တဲ့တော်လှန်ရေးကိုရဖို့ဆိုရင်ဘာလို့လိုအပ်မလဲခင်ဗျာဘယ်လိုနည်းလမ်းနဲ့တော့တင်လဲခင်ဗျာ

တော့အတင်းကကဘာကြီးကိုတစ်ဆင့်တစ်ဆင့်မြင့်ပြီးတော့ကြောင်းလဲသွားစေတဲ့အရာတွေအားလုံးကပညာနဲ့ပဲပညာနဲ့ပဲဤပညာတွေနဲ့ပဲကြောင်းလဲသွားတော့ဘောနော်ဆိုတော့ဒီဤပညာတော်နိုင်ရရတာလဲကျွန်တော်တို့လူ့အဖွဲ့အစည်းကိုတစ်ဆင့်မြင့်တက်စေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြုံပြုံကြည်ကြည်နဲ့ဒါလှုပ်ဆောင်မှာပဲတန်ကြီးကအကောင်းတစ်ဆက်ကောင်းလာမှာပေါ့နှမဆိုလို့ရှိရင်အခုနှစ်ပေါင်းမြောက်များစွာဒါကျွန်တော်တို့လွတ်လည်နေတဲ့အတူပေါက်ပွားလာတာနော်အခုတော်လန်လက်နက်ကင်တော်လန်ကြီးဆိုတော့ဘာမှမဖြစ်ခဲ့လေ ဒီဟာကုသတဲ့ညက်တာပဲရှိတာပဲလေဒါကျွန်တော်တို့ကဒီလိုလှုပ်ရှားပြန်ထွက်လာတဲ့အဖြစ်ကိုသိကြည့်တာဘာဖြစ်လို့ဒီဟာကိုပဲဆက်ပြီးသွားနေတယ်လဲဆိုတာပေါ့နော်အဲအကောင်ဆုံးကပဲဒီဒီဟာကောင်းဆုံးမှာအားလုံးကဒါကိုစဉ်းစားသိမင်းဆိုတဲ့ဟာမျိုးအတိအကျဒီအချိန်မှာပို့ပြီးတော့မှစဉ်းစားသိတာပေါ့ကျွန်တော်တို့အခုအချိန်မှာဟိုးအရင်ဖြစ်တော့ကြတော့နှစ်ပေါင်း60 60ဆိုတာရှိသမျှအတိုင်းပြင်အကောင်ဆုံးကမွေးနေတာတရုတ်ဆိုလည်းဆင်းရဲတဲ့အတိုင်းပြင်ပဲအကောင်ဆုံးဘေးဘတ်စားလည်းအကောင်ဆုံးအိန္ဒိယအကောင်ဆုံးဆင်းရဲတဲ့အတိုင်းပြင်ဖြစ်နေတာအခုဒီအတိုင်းပြင်တွေအကောင်ဆုံးကထိပ်တီးနိုင်ငံတွေဖြစ်လာတာပေါ့နော်တရုတ်ဆိုရင်တော့အစင်းနေဖြစ်လာ ါပဲအိန္ဒိယဆိုကမ္ဘာအဆင့်၅ပြန်လာဒီလိုကိုဘီနာတိုင်းပြည်တွေအဆင့်မြင့်လာတဲ့အခါမှာတကယ်ကိုတိုးတက်လာတဲ့အခါမှာသူတို့ရဲ့တိုးတက်မှုအဟောက်ပေါ့ကျွန်တော်တို့အများကြီးပြောတဲ့ဟောရှိတာဟိုဂျိုးကြတွေပြန်ကြပြီဆိုလို့ရှိရင်အရှိကဂျိုးကြတွေရဲ့တောင်မှခတ်လိုက်တဲ့ဒေဟုံနဲ့နောက်ကဒါတွေကဒေဟုံစီးစီးဆက်လိုက်လို့ရတယ်ဆိုတာဒီအိန္ဒိယတို့တရုတ်တို့ရဲ့တိုးတက်မှုတွေနောက်ကိုကျွန်တော်တို့ကသူတို့ရဲ့တောင်မှခတ်တာအနောက်ကနေမှဒေဟုံစီးစီးတိတိဆတ်ဆတ်ဟိုရန်ဖြစ်နေတာမဟုတ်ပဲနဲ့ဒါတိတိဆတ်ဆတ်ကိုတိုင်းပြည်အတွက်ကျွန်တော်တို့မလုပ်နိုင်လဲဆိုတာဆွေးနွေးညှိနှိုင်းတာတိုင်ပင်ပြီးတော့မှသိ စာသွားမယ်ဟဲ့ဆိုရင်တိုင်းပြည်တို့တက်ဖို့အတွက်ကြောင့်ခဲယဉ်မှုတော့ကျွန်တော်မြန်မာနဲ့တော်လိုင်းကြီးမှာဒီလိုနှီးပညာတော်လိုင်းကြီးကိုခုလက်ရှိရှောက်လန်းလိုက်မယ်ဆိုရင်ပို့ပြီးတော့ဒီတိုင်းပြည်ကပိုကောင်းတဲ့အလားအလာပိုကောင်းတဲ့အခင်းအကျင်းကိုဟိုရှောက်နိုင်မယ်လို့ဒါယုံကြည်နိုင်ပါသလားခင်ဗျာ ကျွန်တော်တို့စခြားမရှိဘူးလို့ကတော့ကျွန်တော်မြင်တာပေါ့ကပိုင်းတစ်ခုလုံးကဒါလိုပဲလဲပတ်နေတာဖြစ်တဲ့တည်းကြောင့်ကျွန်တော်တို့ကတိတကိုဟာနဲ့ကိုငါတို့ကတော့ဒါပဲကွာဆိုပြီးလုံရင်ကျွန်တော်တို့ပဲစတင်ခဲ့မှာပေါ့ကပိုင်းဘလို့ပြောင်းလဲနေတာကပိုင်းဘလို့လဲပတ်နေတာလဲအဲ့လားနဲ့အဲ့အခုံနဲ့လိုင်ယွန်ကြီးထွေးချအောင်ကျွန်တော်တို့ကလည်းစီညောပြီးလဲပတ်နိုင်မှရမှာပေါ့နော်ကဘာကြီးရဒီလိုအခုဆွရွှင်ဒါဒါတကယ်ကိုချိန်နေတဲ့အချိန်ဒီတစ်ခုကိုအကြီးအကျယ်ပြောင်းလဲနေတဲ့အချိန်ကိုကျွန်တော်မြင်တယ်ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ကပေးပေးချာချာ 我都为娘心焦嘛，那个，真正。 ံဖြစ်နေတာထပ်ပါလို့ရှိရင်ဒီပုံမှာဘလို့ဝင်ရောက်စီမျိုးဂရမကျွန်တော်တို့ရဲ့အတိုင်းပြီးတော့ဘလို့တွန်းတင်ပြီးတော့မှတစ်ဆင့်တစ်ဆင့်တက်လန်းသွားမလဲဆိုတော့အကုန်လုံးတိုင်ပင်ဆွေးနွေးပြီးတော့မှလောက်ကြမယ်ဆိုရင်တော့အကောင့်ဘက်ကိုရောက်သွားမယ်ပေါ့ကျွန်တော်ထင်ပါတယ်ဟိုကျွန်တော်အများကြီးမပြောတော့ကြံဘူးဟိုစီလုံးမှာညညော့ပါကျွန်တော်တို့ကတလုံးတဝရဲဘလို့သွားကြမယ်လို့ပါတော့အဲ့လိုကြီးကျွန်တော်မမျှော်လင့်အဓိကရံမဖြစ်ဘူးပဲမင်းမညီချင်နေရတယ်မညီမညီလို့လည်းရတယ်မညီညော့လို့လည်းရတယ်ဒါကရံတော့မဖြစ်နဲ့နှစ်20လောက်ပဲရံမဖြစ်ကြည့်ကျွန်တော်တို့ကျွန်တော်တို့တော်တော်ပြောင်းသွားနိုင်တဲ့အနေအထားဖြစ်မှာ からうちの宮前かな